စက်ပစ္စည်းကရိယာတွေပြည့်စုံပြီးပြက်ကြဖို့ခက်ခဲတဲ့လေရင်တစည်းကလေထဲမှာရုတ်တရက်အဆက်အသွယ်တွေပြတ်တောက်သွားကအစနရှာမရအောင်ပျောက်ဆုံးသွားတယ်ဆိုရင်ဒီပျောက်ဆုံးသွားတဲ့လေရင်ကဘယ်နေရာကိုရောက်သွားတာလဲရုပ်ရှင်တွေတဲကလို့အချိန်ခရီးသွားနေတာများလားဒါမှမဟုတ်ရင်မိတ်ဆွေတို့ကတော့ဒီလိုလေရင်တွေထူးဆန်းစွာပျောက်ဆုံးသွားခဲ့ရတာကဘလို့အကြောင်းအကျောင်းထင်ပါတယ်လေဒီနေ့မှာတော့ ထူးဆန်းစွာကြက်ကြပျောက်ဆုံးသွားရတဲ့လေရင်ကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ Channel လေးကအစ်စ်လေးမလို့ Like and Subscribe မလုပ်ရသေးရင် Like and Subscribe လေးနဲ့အားပေးကူညီခဲ့ကြဖို့တောင်းဆိုပါရစေခင်ဗျာ။ခဏနေရင်ဗီဒီယိုလေးစပါမယ်။ Welcome to my channel. 2014ခုနှစ်မက်လာ၈ရက်နေ့မနက်ခင်းတခုမှာ မလေးရှားနိုင်ငံကွာလာလမ်ပူလေးစိတ်မှာလူအများကြားတဲ့ကလေရင်တစည်းဟာဘေကျင်းကိုခရီးသွားဖို့ပြင်ဆင်နေပါတယ်ဒီလေရင်ကတော့ Morin 777 flight MH370 ပဲဖြစ်ပါတယ်ခရီးသည်236ယောက်နဲ့အတူပြည်တွင်းပြည်ပလူမျိုးပေါင်းစုံစုစုပေါင်း236ဦးဟာဒီလေရင်နဲ့အတူပဲထူးဆန်းစွာနဲ့ပျောက်ဆုံးသွားခဲ့ရပါတယ်မိသားစုတွေအဖို့တော့နောက်ဆုံးနှုတ်ဆက်ခဲ့ရတယ်ဆိုတာက ဘသူသိနိုင်ပါမလဲလေရင်ဟာပုံမှန်ပြန်တန်းနေကြသလိုပဲမနက်7:40နာရီ50မိနစ်အချိန်မှာလေစိတ်ကနေထွက်ခွာခဲ့ပါတယ်မလေးချားလေချောင်းထိမ့်ချုပ်ဌာနကတဆင့်လေရင်ဟာတရုတ်ပင်လယ်အော်ကိုဖျက်ဆီးမှုစီစဉ်ထားပါတယ်ပုံမှန်တိုင်းလေချောင်းထိမ့်ချုပ်စနစ်ပြောင်းလဲဖို့အချိန်မှာပြောနေကြစကားတွေပြောပြီးလို့2မိနစ်လောက်အကြာမှာပဲလေရင်ဟာရုတ်တရက်လေချောင်းကြားနာရေးကနေအဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတော့တယ်ရေဒါဒေတာတွေအရ ဘီယင်ဟာမျော်လင့်ထားတဲ့လမ်းကြောင်းကိုမသွားဘဲနောက်ကျောင်းပြန်ကအိန္ဒိယသမုဒ္ဒရာအလဲပိုင်းကိုဆက်လက်ပြန်သွန်းသွားခဲ့တာကိုတွေ့ရပါတယ်။ကြောက်ဆုံးသွားပြီးတော့တပတ်အကြာမှာပဲကဘာတဝန်းက Search and Rescue အဖွဲ့တွေ26ဖွဲ့လာပြီးသမုဒ္ဒရာဘော်ကိုစစ်ဆေးခဲ့ကြပါတယ်။ Satellite, Sonar Ship, Aircraft, DC Robot စသီးတဲ့ခင်မီနီးပညာအားလုံးနဲ့စ조사ခဲ့ပေမဲ့အစနာတော့ရှာမရခဲ့ပါဘူး။ဒီ Boeing 777 Flight MH 370ဟာခရီးသည်236ယောက်နဲ့အတူထူးဆန်းစွာပျောက်ဆုံးသွားခဲ့ရတာဟာတဏိယယံမှာပြစ်ကျသွားတာလားဒါမှမဟုတ်အချင်းခရီးတစ်ခုခုကိုသွားနေခဲ့တာလားဆိုတာတွေကိုတော့ဗဟေရီများစွာနဲ့မေးခွန်းထုတ်နေပါတယ်မိတ်ဆွေတို့ရောဘလို့မြင်လဲဆိုတာကိုကိုမတ်မှာဆွေးနွေးပေးခဲ့ကြပါဦး2005ခုနှစ် အောက်ကုလ၁၄ရက်နေ့ကတော့ဂရိနိုင်ငံအတွက်ဘယ်တော့မှမမိနိုင်စရာဖြစ်ရတဲ့ခုဖြစ်ပွားခဲ့ပါတယ်။ Helios Airway Flight 522ဟာ Cyprus နိုင်ငံ Larnaca ကနေပြီးတော့ဂရိနိုင်ငံအထိပြန်တမ်းမဲ့ Boring 737 lane တစ်စင်းပဲဖြစ်ပါတယ်။ခရီးသည်122ယောက်ကိုတင်ဆောင်ထားပြီးတော့အများစုကတော့ဂရိလူမျိုးတွေပဲဖြစ်ကြပါတယ်။အားလုံးအဆင်ပြေပြေနဲ့9နာရီ9မိနစ်မှာထွက်ခွာခဲ့ပါတယ်။ဒါပေမဲ့မတော်တဆမှုကထွက်ခွာပြီးမိနစ်အနည်းငယ်ကြာမှာပဲ အနာကပြန်တန့်ထိန်းချုပ်ရေးဌာနကပုံမှန်တိုင်းအဆက်အသွယ်မလုပ်တော့တာမျိုးတွေဖြစ်လာပါတယ်။လင်းရင်ဟာအော်တိုပိုင်လော့အနေထားမှာရှိနေပြီးတော့ပြဿနာကတော့သူ့ထဲမှာဘသူတဦးတယောက်ကမှတတိရှိမနေတော့ဘူးဆိုတာပါပဲ။လင်းရင်တဲကတစုံတဦးရဲ့တုံ့ပြန်တန်ကိုမှမရခဲ့တော့ပါဘူး။ဒီလိုဖြစ်ရတဲ့အဓိကအကြောင်းရင်းကတော့ pressurization system failure ဖြစ်ပြီးတော့ cabin ထဲကအောက်ဆီဂျင်လုံလောက်မှုမရှိတော့တာကြောင့်ဖြစ်ပါတယ်။ခရီးသည်တွေနဲ့အတူ မောင်းသူပိုင်းလော်ရီအပါအဝင်အားလုံးကတတိလက်သွားခဲ့ကြတာဖြစ်ပါတယ်ဒီလိုနဲ့လင်းရင်ဟာအော်တိုပိုင်းလော်မောင်းနေစနစ်နဲ့မောင်းနေနေပြီး၃နာရီလောက်အကြာမှာပဲတောင်ဘက်ဂရိကန်ချီကိုရောက်လာခဲ့ပါတယ်အဲ့အချိန်မှာဂရိ F4 FSD ဒဇင်းကလင်းရင်ကိုမျက်မြင်သက်သေဖြစ်လိုက်ပါကြည့်ရှုတဲ့အခါမှာကော်ပီထဲမှာဒဇုံတယောက်ကမျက်နာကိုအောက်ချပြီးမလုံမရှားဖြစ်နေတာကို တွေ့ကြရပါတယ်ဒါဟာမောင်းနေသူတွေရဲ့အသက်တေဆုံးနေခဲ့ပြီးဖြစ်နိုင်ပါတယ် နောက်ဆုံးမှာတော့လောင်စာစီပြတ်တောက်သွားပြီးတော့ Helios Airway Flight 522ဟာ2005ခုနှစ်ဩဂုတ်လ14ရက်နေ့လယ်12:03မိနစ်မှာ Greek နိုင်ငံရဲ့တောင်တန်းတစ်ခုမှာထိုးကျပျက်စီးသွားခဲ့ရပါတယ်။စိတ်မကောင်းစွာနဲ့ပဲခရီးသည်122ဦးလုံးတိတ်ဆုံးခဲ့ရပါတယ်။ဒီလိုလေရင်ပြတ်ကျရတဲ့အကြောင်းရင်းတွေကိုစစ်ဆေးတဲ့အခါမှာတော့ maintenance team က pressurization system ကို manual မှုထားခဲ့တာရင် ပိုင်လော့တတိမထားလို့အောက်ဆီဂျင်စနစ်တွေစတန်ဘိုင်မရောက်ခဲ့တာတွေဟာတိတ်ဆုံးမှုရဲ့အကြောင်းရင်းတစ်ခုဖြစ်ခဲ့တယ်လို့ဆိုပါတယ်ဒီလင်းရင်ပြတ်ကျတဲ့မှုဟာတဘာဝမတော်တဆမှုတစ်ခုသာမဟုတ်ဘဲလူသားတွေရဲ့ဘေးအန္တရာယ်ကင်းရင်းနဲ့တာဝန်ယူမှုပေါ်မှာတာဝန်ပြတ်ကွက်ခဲ့မှုတွေကြောင့်ဖြစ်ခဲ့ရပါတယ် American ရေတပ်သမိုင်းထဲမှာပျောက်ဆုံးမှုတစ်ခုကတော့တကယ်စိတ်ဝင်စားစရာကောင်းပြီး ဘာမြူဒါထရီဂန်နဲ့ပတ်သက်ပြီးလဲမေကွန်းထုတ်စရာတွေအများကြီးဖြစ်ခဲ့တဲ့ဖြစ်ရပ်တစ်ခုရှိပါတယ်1945ခုနှစ်ဒီဇင်ဘာ9ရက်နေ့လယ်2နာရီဝန်းကျင်မှာ American Navy ရဲ့ Flight 90လို့ခေါ်တဲ့လေယာဉ်တင်တဲ့အဖွဲ့တစ်ခုဟာ Florida မှာရှိတဲ့ Little Scan တစ်ခုကနေပြန်တန်းလေ့ကျင့်မှုတွေလုပ်ခဲ့ပါတယ်ဒီအဖွဲ့မှာတော့လေယာဉ်9စီးအပါဝင်တပ်ဖွဲ့ဝင်14ဦးပါဝင်ခဲ့ပါတယ် သူတို့ရဲ့မစ်ရှင်ကတော့ပြန်တမ်းမှုတစ်ခုဖြစ်ပြီးတော့ Atlantic သမုဒ္ဒရာပေါ်မှာတိကျတဲ့လမ်းကြောင်းကိုလိုက်ပြီး navigation လေ့ကျင့်ခန်းပြုလုပ်ပေးရမှာဖြစ်ပါတယ်။ပြန်တက်သွားပြီးတိတ်မကြခင်မှာပဲ radio ရဲ့အဆက်အသွယ်တွေကမှားယွင်းလာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့လင်းရင်ဖွဲ့ဟာဗမာရှိနေနိုင်လဲဆိုတာကိုမသိနိုင်တော့ပဲအဆက်အသွယ်ပြတ်တောက်သွားရပါတော့တယ်တပ်ဖွဲ့ဝင်၁၄ဦးနဲ့လင်းရင်၅ဆင်းဟာပျောက်ရှင်းမလားပျောက်သွားတဲ့အခါမှာနောက်ကနေလိုက်ရှာဖို့ BPM Marina လင်းရင်တစ်စီးကိုဆေးလွတ်ခဲ့ပါတယ် အဆိုပါလင်းရလဲထပ်မံပျောက်ဆုံးသွားခဲ့ရပါတယ်။နောက်ကနေလိုက်ရှာတဲ့လင်းရင်ထဲမှာလဲတသာ73ယောက်ပါဝင်ခဲ့ပါတယ်။အဲ့ဒီတနေ့ထဲမှာပဲတသာစုစုပေါင်း28ယောက်ဟာပျောက်ချင်းမလားပျောက်ဆုံးသွားခဲ့ရပါတော့တယ်။ဒါကြောင့်မဲ flight 90ကဘာမြူတာထရီဂန်လို့လူတိများတဲ့နေမြေထဲမှာပျောက်ဆုံးသွားတဲ့ပထမဆုံးဖြစ်ရဖြစ်မှတ်တမ်းတင်ထားခဲ့ပါတယ်။တချို့လူတွေကဘာမြူတာထရီဂန်ဟာတန်လိုက်ဆက်ကွင်းကြီးရဲ့တည်ငြိမ်မှုမရှိတဲ့နေရာဖြစ်တာကြောင့် GPS မပေါ်သေးတဲ့ကာလမှာတန်လိုက်အိမ်မြောင်ပြတ်သွားလို့အရေးကြီးဆုံးဖြစ်တဲ့တောင်မြောင်မခွဲခြားနိုင်တော့ပဲပင်လယ်ထဲရွက်လွင်သလိုဖြစ်ကလောင်စာကုန်ဆုံးပြီးပြက်ကျပျောက်ဆုံးသွားနိုင်လို့လဲဆိုကြပါတယ်။တချို့ကတော့ဂျိုသားတွေကြောင့်တချို့ကလည်းအချင်းခီးသွားတာကြောင့်ပင်လယ်မွန်စတာကြီးတွေရဲ့တိုက်ခိုက်ခံရမှုကြောင့်လို့အမျိုးမျိုးယုံကြည်ယူဆကြပါတယ်။ဒါပေမဲ့ US Navy ရဲ့အစီရင်ခံစာထဲမှာတော့တကယ်တမ်းဘာဖြစ်သွားလဲဆိုတာကိုမသိနိုင်မှဘူးလို့ပဲဖော်ပြခဲ့ပါတယ်။ flag 90ကတမိုင်းတွေကပျောက်ဆုံးမှုတစ်ခုသာမဟုတ်ဘဲ Bermuda Trigon ကိုလူတိများလာစေတဲ့အကြောင်းအရာတစ်ခုဖြစ်ပြီးတော့ဒီနေ့ထိဘာဖြစ်သွားလဲဆိုတဲ့မေးခွန်းဟာမဖြေရှင်းနိုင်သေးပါဘူးဒီနေ့မှာတော့တမိုင်းမှာထူးဆန်းစွာပြက်ကျပျောက်ဆုံးသွားရတဲ့လေနေအကြောင်းကိုလေ့လာမိသလောက်တိဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ် channel လေးကို subscribe လုပ်ရသင့် like and subscribe နဲ့အားပေးကူညီခဲ့ကြဖို့တောင်းဆိုပါရစေခင်ဗျာနောက်ဗီဒီယိုတွေမှာဆုံပါမယ်အားလုံးပဲဘေးကင်းကျန်းမာကြပါသည်